ပဲခူးတိုင်းတောင်ကုန်မြို့နယ်နဲ့အုတ်တွင်းမြို့နယ်တွင်မှာခပောင်းချောင်းရည်ဟာဇွန်လ20ရက်နေ့မှာရုတ်တရက်မြင့်တက်လာတာကြောင့်မြေကပောင်းပြိုကျောင်းမော်ရီနဲ့အတူချောင်းမဲရှိအနေပိုင်းဒေသတွေမှာလည်းရေဝင်လာတာကြောင့်ဒေသခံတွေအရေးပေါ်ပြောင်းရွှေ့နေကြတယ်လို့သိရပါတယ်။ခပောင်းချောင်းရည်ဟာဒီကနေ့မနက်တနားရီဝန်းကျင်မှာမကြီးပင်ဖိုးနီစိတ်ပွတ်စုစားရည်ကျေးရွာတွေမှာရုတ်တရက်မြင့်တက်လာခဲ့တာဖြစ်ပြီးရေစီအားကျန်းလာကြောင်း လူနေအိမ်တွေနဲ့ဆိုင်ကတချို့မျောပါသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ဒေသခံမျိုးသမီးတအူကရေတက်ပြီးကဘာပြူလာလို့ခြံနောက်ခြံကရေထဲကိုတဖြည်းဖြည်းပါသွားတယ်။ဒီနေ့တွေ့ရတော့စိတ်ကိုပဲခိုင်အောင်စူးစမ်းနေရတာရတဲ့တလောက်ပစ္စည်းလေးတွေပြန်ယူရတာပဲလို့ပြောပါတယ်။ခပေါင်းချောင်းအထက်ပိုင်းမှာခပေါင်းဆိုင်ဟာမလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်းအပြင်းငလျင်ကြောင့်ဆဲပေါင်းတွေအနေငယ်ထိခိုက်ထားပါတယ်။ဒါကြောင့်ဒေသခံတွေအကြားဆဲကျိုးပေါက်မှာကိုလည်းစိုးရိမ်နေကြရပါတယ်။ ဒီကနေ့ညပိုင်းမှာတော့တောင်ဝမြို့၁၁ရပ်ကွက်အနီးကိုပါရေဝင်ရောက်မှုတွေရှိနေတယ်လို့သိရပါတယ်